ီဇင်ဘာလ9ရက်ဒေတာစံတော်ချိန်မနက်2နာရီမှာဂျပန်နိုင်ငံအိုကီနာဝါကျွန်းအနီးမှာဂျပန်စစ်လေယာဉ်ကိုတရုတ်ဖိုက်တာဂျက်လေယာဉ်တွေက ရေဒါနဲ့ချိန်ရွယ်မှုကိုပြတ်သားစွာတုံ့ပြန်သွားမယ်လို့ဂျပန်ဝန်ကြီးချုပ်တာကိုင်အီချီကအရေးပေါ်အစည်းအဝေးအပြီးမှာကြေညာထုတ်ပြန်သွားခဲ့ပါတယ် ထိုင်ဝမ်ကိုတရုတ်ကျူးကျော်လာရင်စစ်ရေးအရာဝင်ရောက်ရမယ်လို့ဂျပန်ဝန်ကြီးချုပ်ပြောဆိုခဲ့ပြီးတရုတ်နဲ့ဂျပန်အကြားအတင်းမာဆုံးအခြေအနေရောက်နေချိန်မှာဒီဇင်ဘာလ6ရက်ကအိုဂီနာဝါကျွန်းအရှိတောင်ဘက်ရေပြင်ပေါ်မှာဂျပန် Fighter Jet F50 ကိုတရုတ်ရဲ့ J50 Fighter Jet ကပြစ်ခတ်ရေးအတွက် ပြစ်မှတ်ရွေးချယ်ထားပြီးရေဒါမှာ lock ချချိမ့်ချောက်ခဲ့တယ်လို့ဂျပန်ဘက်ကအခိုင်အမာဆွဆဲပြီးဂျပန်နိုင်ငံကတရုတ်တန်အမတ်ကိုဆင့်ခေါ်ကသတိပေးစကားပြောခဲ့ပါတယ် အခင်းဖြစ်ပွားရာနေရာဟာတရုတ်နဲ့ဂျပန်နှစ်နိုင်ငံပိုင်ဆိုင်မှုအငင်းပွားနေတဲ့နေရာဖြစ်ပြီးဂျပန်ချက်လီရင်ကစစ်ရေးလေ့ကျင့်မှုကိုအနောက်ရှက်ပေးတာကြောင့်လို့တရုတ်ဘက်ကပြန်လည်ပြောကြားထားပါတယ်ဒီဇင်ဘာလ6ရက်ဒေသစံတော်ချိန်မုံလွယ်၄ :32 မိနစ်မှာတစ်ချိန်နောက်ထပ်၂နာရီအကြာမှာတစ်ချိန်တရုတ်ဘက်ကပြစ်ခတ်ရေးရေဒါလော့ချချိန်ရွယ်ခဲ့တယ်လို့ဂျပန်ဘက်ကဆွဆဲပြီးမှအရေးပေါ်အစီအွေခေါ်ဆိုခဲ့ပါတယ်။ဂျပန်ဝန်ကြီးချုပ်တာကာအီချီက ပြတ်သားစွာတုံ့ပြန်မယ်အန်ရယ်ရှိတဲ့တရုတ်ရဲ့ချင်းချောက်ရန်ဆောင်မှုလို့ထုတ်ပြန်တယ်လို့ဂျပန်ကာကွယ်ရေးဝန်ကြီးကိုအီဆူမီကလည်းမိမိတို့ဂျပန် Jet Fighter လေယာဉ်မှာ Radar Lock ချပြီးပြတ်မှတ်ရွေးခန့်ထားရတဲ့အန်ရယ်အချက်ပြမှုကိုမြင်ခဲ့ရကြောင်းလေယာဉ်တစည်းပြန်တမ်းမှုမှာဒီလိုပြတ်မှတ်ထားခံရတာဟာအစိုးရအဆုံးအန်ရယ်ပေးမှုဖြစ်တာကြောင်းအပြင်းထန်ဆုံးတုံ့ပြန်သွားရမယ်လို့လည်းဒီဇင်ဘာလ၈ရက်မှာထုတ်ပြန်ခဲ့ပါတယ်